ကဲကလေးတွေမှာဖြစ်တဲ့လူကီးမီးယားအကြောင်းကိုနည်းနည်းပြောချင်တာက အခုလောလောဆယ်ဆယ်နော်ကျမကိုမင်းနေတဲ့မိခင်နှစ်ယောက်ရှိတဲ့ကလေးတွေကအသက်အတူတူလောက်ပဲ၁၂နှစ်နော်နော်ဟိုသွေးကင်ဆာသွေးဥဗျူကင်ဆာလူကီးမီးယားဖြစ်နေတယ်နော်လူကီးမီးယားဖြစ်နေတယ်တယောက်က အသက်၅နှစ်တုန်းကဖြစ်တာကုပြီးပြီး ခုပြီးတော့9နှစ်ကြာအသက်10နှစ်မှာပြန်ဖြစ်တယ်เนาะပြန်ဖြစ်တော့ဟိုမိဘတွေကလည်းမောနေပြီပေါ့เนาะဖက်ဖက်เนาะဟိုပြူစွာရာလည်းမောငွေကုန်တာငွေကုန်ကြေးကြကလည်းเนาะများတယ်ဆိုတော့ ဒါကဟိုလူတော်တော်များများအဲ့လိုပဲလေနော်ဟုတ်တယ်မလား you can do only so much ဟုတ်တယ်မလားမကုတော့မဟုတ်ပါဘူးကုနေတယ်ကုပါကောင်းပါတယ်နော်ကုရမှာပဲလေဟုတ်တယ်မလားယောဂဖြစ်လဲမကုလို့မှမရတာကုရမှာပဲကုတင်သလောက်တော့အဲ့တော့နည်းနည်းကိုယ့်ဘက်ကဘာတွေလုပ်နိုင်လဲဆိုတာကို ပြောပြမှာเนาะကိုယ်ဆရာဝန်နဲ့ကိုကုပါကင်ဆာအတူကုနဲ့ကုပါမှန်ပါတယ်သို့တော့เนาะ ယောဂပို့ပြီးတော့ကောင်းတဲ့ကောင်းလာရအောင်နော်နောက်ပိုင်းပြန်ဖြစ်ဖို့လမ်းနေသွားရအောင်ဘယ်လိုလုပ်ကြမလဲကိုယ်အနေနဲ့ဘာတွေလုပ်ကြမလဲအဲ့ဒါပြောပြမှာဟုတ်လားအဲ့တော့ဘယ်လိုဖြစ်လဲကလေးတယောက်ကနော်ဟလာကုပြီးပြီအသက်9နှစ်တုံးကဟာကီမိုတွေရော ရေဒီယေးရှင်းတော့ရလားမရလားကျွန်မမသိဘူးเนาะအဲ့တော့ဘလို့ဖြစ်သလဲဆိုရင်เนาะ ကင်ဆာလူကြီးပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်နော်ကီမိုရုတ်ဓာတ်กินရတယ်အထူးသဖြင့်ဒီခန္ဓာကိုယ်အပေါ်ပိုင်းပေါ့နော်အဆုတ်တို့ခေါင်းတို့အုံနှောက်နယ်လေချောင်းတို့နော်ဓာတ်กินနေဖြစ်စေကီမိုပေးတယ်ဖြစ်စေไทรอยด์ gland ကိုထိတယ်ဟုတ်တယ်မလားကီမိုရုတ်ရေဒီယေးရှင်းဓာတ်กินတာတို့က ကင်ဆာကလစီတစ်ခုတမျိုးတည်းကိုဖျက်ဆီးတာမဟုတ်ပုံမှန်ကလစီတွေပါပျက်စီးတယ်ဟုတ်ပြီလားအဲ့တော့များသောအားဖြင့်เนาะကီမိုရထားတဲ့လူတွေဓာတ်ကင်ထားတဲ့လူတွေမှာ thyroid ပြဿနာရှိတယ် thyroid ကလစီတွေပြက်ကုန်တတ်တယ်အဲ့ဒီအခါမှာ hypothyroid ဖြစ်နေတတ်တယ်ဟုတ်ပြီလား the long term chemotherapy and possible radiation dakina leave the thyroid more fragile thyroid gland ah ပြဿနာတက်တက်ဟုတ်ပြီလားအဲ့တော့အထူးသဖြင့်ကလေးတွေမှာဘာဖြစ်လို့အရေးကြီးတာလဲဟုတ်လား boys are entering puberty သူတို့ကမကြခင် လူပြိုပေါက်ကလေးတွေဖြစ်တော့မယ်လေလူပြိုပေါက်ကလေးတွေဖြစ်တော့သူတို့ကကြီးထွားရတော့မယ်အဲ့ဒီအချိန်မှာ thyroid hormone အရန်လိုတယ်နော် growth hormone နော်ဒီကြွက်သားတွေထွာလာဖို့အုံနှောက်အာယုံကြော thyroid hormone ကအရန်လိုတယ်နော်အဲ့ဒါကိုသတိထားရမယ် even mild hypothyroidism နော်အဲ့လိုဆေးကုလိုက်လို့ thyroid hormone ညော့နေသွားတာနည်းနည်းပဲဖြစ်စေဖြစ်စေနော်ဒီကလေးရဲ့နော်ရှေ့ရေးမှာကြီးထွားဖို့နည်းနည်းအဟန့်အတားလို့ဖြစ်သွားတတ်တယ် နော် delay puberty နော်လူပြိုပေါက်လူပြိုဖြစ်တာနည်းနည်းနောက်ကျတတ်တယ်ဒါကြီးကသိရေးကြီးတယ် तू ah is a master conductor ဟုတ်ပြီလားနောက်တစ်ခုနော်ဒီကိုကနေမကောင်း cancer ရောဂါနဲ့နေမကောင်းဖြစ်တဲ့အခါမှာနော်ဒီ thyroid ကလည်းထိခိုက်တယ်နော်ယောဂါကြောင့်အများသောအားဖြင့်နော် T3 ကနည်းနေတတ်တယ် T3 ကနည်းပြီးတော့ TSH ကတက်နေတတ်တယ်ဟုတ်ပြီလား Why the thyroid matters ဘာကြောင့် thyroid ကအရေးကြီးရတာလဲဟလာခန္ဓာကိုယ်ရဲ့စွမ်းအင်ထုတ်ပေးဖို့เนาะအချက်ပြတတ်ကြီးလေ तू อ่ะဟလာအဲ့တော့ဒီလူကီးမြဖြစ်တဲ့ကလေးတွေကအများသောအားဖြင့်ကီမိုသဲရပီလည်းရထားကြတယ်တချို့တွေဆိုရင် radiation လည်းရထားတယ်နှမျိုးစလုံးရရင် of course it's going to affect the thyroid gland နော် thyroid gland ကလည်းဟိုပါပေါ့နော်ဟိုဘာခေါ်လဲထိသွားတာပေါ့နော်နော်နေမကောင်းခြင်းအပြင်လည်း stressful နော်အဲ့ဒီချိန်မှာ nutrient deficiency တွေလည်းဖြစ်တယ် vitamin D အဲ့ဒီကြောင်းလည်းပြောမယ် vitamin D လည်းနည်းမယ် selenium တို့ zinc တို့ iron တို့เนาะ အာဟာရဓာတ်တွေချို့တဲ့တာလည်းပါတယ်ဟုတ်ပြီလားအဲ့တော့ဘာကြောင့်ဒီသွေးကင်ဆာလူကီးမီးယားနဲ့ဟိုက်ပိုသိုင်းရိုက်နဲ့ကလက်တွဲပြီးသွားနေရတာလဲနော် actually ဟိုလူကီးမီးယားတစ်ခုတည်းမဟုတ်ဘူးနော်ကင်ဆာတော်တော်များများက hypothyroid နဲ့လက်တွဲပြီးသွားနေတယ်အဲ့ဒါကျွန်မကမကြာခဏပြောပြပြီးခဲ့ပြီး chemotherapy and radiation effect နော်ပြောပြီးပြီးအထူးသဖြင့်ခေါင်းတို့ဒီခေါင်းကိုဓာတ်ကင်သည်ဖြစ်စေလက်ဘင်းကိုဓာတ်ကင်သည်ဖြစ်စေ it directly affect the thyroid gland thyroid gland ကလေဘင်းမှာရှိတာလေလေဘင်းရှိမှာဟာသူက ဟိုဘာခေါ်လဲဘေးမှာနေတဲ့လူကကနော်ဒီလက်ဘင်းကိုဓာတ်ကင်တဲ့အခါမှာသူလက်ထိတာဗော Chemotherapy drugs can interfere with thyroid hormone synthesis เนาะဒီ chemotherapy ဆေးတွေကလည်းเนาะ thyroid hormone ပြဿနာတက်တာဗောเนาะကလစီတွေပျက်စီးကုန်တာလေဟုတ်ပြီလား glucocorticoid ကเนาะခလေးတိုင်းလိုလိုပေးတယ်လူကီးမီးယားဖြစ်တဲ့ခလေး prednisone ဘရက်နီစလုံးဟုတ်တယ်မလားကလေးကလေးဝါဖောင်းပြီးတော့တခါတည်းဟိုမျက်နှာကြီးကလမင်းကြီးလိုပဲဖြစ်လာတယ်နော်အဲ့ဒီဒီဟာတွေကလည်းဒီ TSH to T3 thyroid hormone တွေကိုဟိုဟာပေါ့နော်ရော့ကြစေတယ်ပေါ့နော်တချို့ကလေးတွေကလည်းငွေးလာကြတဲ့ကိုကနော်တချို့အမျိုးတွေမှာ autoimmune ယောဂါတွေအဖြစ်များတယ်အဲ့တော့ကိုယ်ကလေးကအကယ်၍ autoimmune ဖြစ်လေဖြစ်ထရှိတဲ့เนาะအမျိုးယောဂါဆိုလို့ရှိရင်သူတို့ကငိုတဲ့ကเนาะ thyroid ပြဿနာရှိနေတတ်တယ်ဟုတ်ပြီလား Some children with leukemia also carry autoimmune predisposition. ဟုတ်ပြီလား။ Hashimoto တချို့တွေဆိုကျွန်မတွေ့ဘူးတယ်။ အဲ့ဒီမိသားစု9ယောက်9ယောက်စလုံးမှာဟာရှီမိုတိုးဖြစ်နေတယ်။ဟာသူတို့ရဲ့နော် thyroid antibody ဆီကဟိုမိုးကောင်းတယ်မှာဟုတ်ပြီလားအဲ့ဒါမျိုးကလေးတွေကြတော့ပိုဆိုးတယ်ဟုတ်ပြီလားဒါကြောင့်မလို့ကျွန်မပြောတာ antibody တွေကိုမစစ်ရင်မရဘူးစစ်ပါစစ်ပါစစ်ပါအဲ့ဒါကြောင့်ခဏခဏပြောနေရတာဖြစ်တယ် nutrient depletion အဲ့တော့ cancer လည်းရှိတယ် cancer ရှိတော့နေမကောင်းတော့ခေါင်းကမစားနိုင်ဘူး chemotherapy ရောက်တဲ့အခါမှာပိုမစားနိုင်ဘူးเนาะအံမယ်ပြို့မယ်ဝန်ရှောမယ်စသည်ဖြင့်နောက်ဥပါရှိတဲ့ galaxy တွေလည်းပျက်စီးကုန်တယ်အဲ့ဒီအခါမှာအဟာရဓာတ်တွေကိုစုပ်မယူနိုင်ဘူးအဲ့တော့ selenium တို့ zinc တို့ iodine တို့စသည်ဖြင့် cofactors တွေလည်းအဟာရဓာတ်တွေနည်းနေတတ်တယ်ဟုတ်ပြီလား ခန္ဓာကိုယ်ကလည်းရောင်ကိုင်းနေတဲ့အတွက်ကြောင့်မလို့ thyroid hormone receptor ကလည်းဟို sensitive မဖြစ်တော့ဘူးဟလာအော်နေမကောင်း illness related နေမကောင်းတာနဲ့ကိုဒီ thyroid ပေါ်မှာ affected ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့မိဘတွေကဘာကိုကြည့်ရသလဲကိုယ်ကလေးတွေကိုနော်ကိုယ်ကလေးတွေ hypothyroid ဝင်နေသလားမဝင်နေသလား အကျမ်းပြင်းအားဖြင့်မိဘတွေကကြီးတက်ရမယ်။ဘာကြောင့်လဲဆရာဝန်က3လတခါသွားမယ်6လတခါသွားမယ်။နောက်ဆရာဝန်တွေကလည်းအရန်ကို busy ဖြစ်တော့ဟိုမြန်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 နဲ့နော်ဟာတယောက်ပြီးတယောက်တယောက်ပြီးတယောက်ကြည့်ရတယ်ဆိုတော့ဟိုကိုယ်ကလေးကိုကိုကြည့်မှဟန်ချမယ်။အဲ့တော့ကိုယ်ကလေးပေါ်မှာဘယ်လိုကြည့်ရမလဲ။ဘာတွေကြည့်ရမလဲ။နော်ဖတိ ဟာနွမ်းလျာနေပြီးတော့အိတ်ရာထဲမှာခွေနေပြီလေအာမရှိဘူး low energy เนาะ low energy ဖြစ်နေသလားအာမရှိတော့ဘူးလေအိတ်ရာထဲမှာตาခွေရရင်ဖြစ်နေသလားเนาะ slow growth เนาะဖွံ့ဖြိုးသလောက်ကလေးကမဖွံ့ဖြိုးဘူး delay puberty လူပြိုပေါက်အပြိုပေါက်ဝင်လာလေနှေးနေသလားเนาะလက်တွေချီတယ်အေးနေသလား လက်တေချီတွေအေးတယ်ဆိုတော့ဗာလဲဟိုက်ပိုသရိုက်လေနော်ခန္ဓာကိုယ်ရဲ့အပူချိန်ကျနေပြီ constipation ဆိုတာဝမ်းချုပ်သလား puffy face ဆိုလေမျက်နာကဖောင်းကားနေသလားဖောင်းကားတာက prednisone တွေကြောင့်လည်းဖြစ်နိုင်သလို hypothyroid ကြောင့်လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးပေါင်းပြီးဖြစ်ရင်ပိုပြီးသိတာပါပေါ့เนาะ ဲ့တော့ဒါလူကြီးတွေလူကြီးတွေအမေတွေအဖေတွေကကြည့်ဖို့ကိုယ်ကလေးကိုဒါ too little thyroid hypothyroid sign too much thyroid နော် too much thyroid ကတော့ဖြစ်ခဲပါတယ်နှလုံးခုန်မြန်နေသလားနော်အာဟိုကနာမငြိမ်ဖြစ်နေသလားအိတ်မပျော်ဘူးလား weight တွေကျသလားစသည်ဖြင့်အဲ့တော့မိဘတွေကဘာလုပ်သင့်တယ်လဲเนาะအာဟာရပြည့်ဝတ်သောအစာစားပြီးပါ โปรตีนซาอสีซาแมเนาะอสีโลเรเนาะเนาะฮินดีเวก็รอจีซาเนาะออกซาเลตတွေကိုရှောင်းဘာကြောင့်လဲออกซาเลตတွေကရောင်ကိုင်းစီတတ်တယ်ဝိုင်းသူကစူးစူးနေတယ်လို့ပဲခန္ဓာကိုယ်ထဲမှာเนาะဟိုคริสတယ်လေးလေးထုံးကြောက်တွေကအဖုအချွန်နေနဲ့လေထိုးနေတယ်စူးစူးနေတယ်လို့ပဲเนาะခန္ဓာကိုယ်ရောင်ကိုင်းစီတတ်တယ် နော်တက်နိုင်ရင် or low oxalate food တွေကိုကျွေးပါနော် protein တို့ပါတော့ vitamin d level ကို check လုပ်ရမယ်ဒီဟာတွေကို တိုက်သိရင်တိုက်ပေါ့နော် selenium zinc magnesium အဲ့တော့ကျမပြောချင်တာကဒီကလေးနှစ်ယောက်မှာတစ်နှစ်ယောက်စလုံးမှာ vitamin d ကတော်တော်လေးနည်းနေတယ်เนาะ ဒီရိုးရိုးလူမှာကြမ်းမာတဲ့လူတယောက်ကလေးရောလူကြီးရောเนาะအတူတူပဲကလေးလူကြီးအတူတူပဲကြမ်းမာနေတဲ့လူတယောက်မှာဗိုက်တာမင် D ကအနည်းဆုံး40 nanogram per ml ရှိတဲ့တဲ့ကင်ဆာဖြစ်နေဟာများများရှိရတော့မော40ပဲရမလဲအနည်းဆုံး80 80တရာအထိတင်ပြ အဲ့တော့ကျမကပြောချင်တာကဒီညမှာဗိုက်တာမင် D အကြောင်းကိုတစ်ချက်ဗိုက်တာမင် D ဓာတ်နေနေတာကင်ဆာလူနေမှာတော်တော်များများတွေ့ရတယ်။ဘာကြောင့်ကင်ဆာလူနာတွေကိုဗိုက်တာမင် D နေနေတတ်တာလဲ။အော်ကင်ဆာဖြစ်လာရင်ဆေးသွားကုကြတယ်ကင်ဆာအထူးကုနဲ့။နော်များသောအားဖြင့်ဗိုက်တာမင် D level ကိုဘယ်သူမှမဖောက်ကြည့်ဘူး။စိတ်မဝင်စားဘူး။ဒါပေမဲ့အရန်အရေးကြီးတယ်။ဟုတ်ပြီလား။ ဘာကြောင့်လဲကိုကယောဂဖြစ်နေရင်အားမရှိဘူးလေအပြင်းမထွက်တော့အပြင်းမထွက်တော့နေရောင်ကြီးကခါတိုင်းလုံးမရတော့ဘူးပုတ်ပြီလားနေရောင်ကြီးရတာနဲသွားတာလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ကိုကကင်ဆာဖြစ်နေရင်အစာအသောက်ပြတ်တယ်လေ plus on top of the drug ginar ro เนาะဒီ chemotherapy ရောရရင်အမေဝန်ရှောမယ်เนาะဒီ ပူလန်းเจ้าမှာရှိတဲ့ကလစီတွေပျက်စီးကုန်တယ်အဲ့တော့ကိုကစားနေပြီမဲ့เนาะအဟာရဓာတ်တွေကိုဥကနေကောင်းကောင်းစုပ်မယူနိုင်ဘူးเนาะအဲ့တော့ဟိုပါပေါ့ဟို nutritionally အပြင် ချို့တက်နေတတ်တယ်တချို့ cancer တွေက fat absorption အစီကိုမစုပ်နိုင်ဘူးအဲ့ဒီခါကျရင် vitamin D လဲယော့နေနေမယ်ဘာကြောင့်လဲ vitamin D က အစီအမပြောတယ် fat soluble vitamin ဖြစ်နေလို့နော်အဲ့တော့ cancer ဖြစ်နေဒီကိုလုံးရောင်ကိုင်းနေတယ်လေရောင်ကိုင်းနေတဲ့အခါမှာနော် vitamin D ကိုနော်အလုံးလုံးနိုင်တဲ့ form ကိုပြောင်းနိုင်ဖို့ခဲယင်းသွားတယ်နော်သူကကြောက်ကတ်နဲ့အသည်းမှာလည်းပြောင်းရတယ်ဆိုတော့အများသောအားဖြင့်အသည်းနဲ့ကြောက်ကတ်ကလည်းကောင်းကောင်းမပြောင်းပေးနိုင်ဘူး နောက်ပြီးတော့ cancer ဖြစ်တယ်ဆိုတော့ classy တွေကဟာတခါတည်းမြန်မြန်ကြီးပွားနေတာလေပွားနေတော့ vitamin D တွေကိုအများကြီးသုံးပြစ်တော့သွေးထဲမှာ vitamin D ဓာတ်ကယော့နေတတ်တယ်เนาะတချို့ဆေးတွေ steroid prednisone တို့ prednisolone တို့တောက်တဲ့လူတွေတခြားဒီဟိုမတက်အောင်တောက်တဲ့ဆေးတွေတခြား cancer ဆေးတွေကြောင့်လေ ဗိုက်တာမင် D ကเนาะမြန်မြန်ပျက်စီးတတ်တယ်။အဲ့ဒီအကြောင်းအမျိုးမျိုးကြောင့်ကင်ဆာလူနာတွေမှာဗိုက်တာမင် D ဓာတ်ကနည်းနေတတ်တယ်။เนาะဒီကလေးနှစ်ယောက်စလုံးမှာနည်းနေတယ်เนาะတင်ဖို့လိုတယ်เนาะ28 20လောက်နဲ့မရဘူးเนาะအနည်းဆုံး40เนาะအကောင်းဆုံး80တရားဟုတ်ပြီလား တွက်လာဒီကလေးတယောက်မှာ19ပဲရှိတယ်မရဘူးလေကင်ဆာပြစ်နေ19ဘလို့သွားလုံးမှာလဲဒုလို့ဟုတ်တယ်မလား you got to increase it အဲ့တော့လူများတွေကကယ်ဆီယမ်ကြောက်တယ်မှာကြောက်တယ်မတည့်ပါဘူးเนาะဗီတာမင် D19 နဲ့လုံးဝကိုကြောက်မတည်နိုင်ဘူးကြောက်တယ်တယ်ပဲထားအောင်ဘယ်ဟာကပိုဆိုးလဲကြောက်တယ်တာကပိုဆိုးလားကင်ဆာကပိုဆိုးလားကင်ဆာအသက်နဲ့နီးရေနော် ဟုတ်တယ်မလားအဲ့တော့အဲ့ဒီလိုစဉ်းစားတတ်ရမယ်လေလူတွေကသေအောင်ချက်ထားနောက်ပြီးတော့ကယ်လ်ဆီယမ်တစ်မျိုးရဲနဲ့လည်းကြောက်မတည်ဘူးအောက်ဇလိတ်နဲ့ဖော့စဖိတ်တို့မရှိရင်ကြောက်မတည်ဘူးအဲ့တော့ဗိုက်တာမင် D နဲ့လာရင်သိုင်းရိုက်လည်းပြဿနာတက်မယ်။ဟောအော်တိုအင်မြူးပြဿနာတွေပါတက်လာတတ်တယ်။အဲ့တော့ correcting deficiency ဒါကြီးကိုအမြန်ဆုံးပြင်ရမယ်။ ကလေးတယောက်က90နောက်တယောက်က20ကျော်ကျော်ပဲရှိတယ်မဟုတ်သေးဘူးနော်သိတယ်မလားအဲ့ဒါတော့မကျမကဖောက်ခိုင်းလို့သွားဖောက်တာနော်ကင်ဆာဆရာဝန်တွေကမဖောက်သေးဘူးအဲ့တော့တွေ့လားဒီကလေးတွေကနော်ဒီတချို့တွေက20အောက်မှာရှိတယ်တချို့တွေက30အောက်မှာရှိတယ်အဲ့တော့များသောအားဖြင့်နော် ဟိုသူတို့သွားဖတ်ကြည့်လိုက်ရင်ဟာဘယ်လောက်တောက်ရမလဲ400 600မရဘူးလေကိုကကင်ဆာဖြစ်နေတာ400 600တောက်လို့ဘယ်လိုသွားရမှာလဲနော်ကိုရဲ့သွေးဖောက်ကြည့်လိုက်တာ19ပဲရှိတယ်ဘယ်လို600ဆိုတော့မပြည့်တော့ဘူးနော်40ပြည့်ဖို့ဟာနှစ်ပေါင်းများစွာကြာမယ် cancer is not going to wait that long for you ဟုတ်တယ်မလားအဲ့တော့ဒါကဒါသူတို့ရဲ့သွားဖတ်ရင်ဒီလောက်ပဲတောက်ခိုင်းတယ် ဒါပေမဲ့လို့ကိုကနော်ဒီဟိုပါဒါကဟိုပုံမှန်ကလေးတွေကင်ဆာကလေးတွေအတွက်ပြောတာမဟုတ်ဘူးအဲ့တော့ဂျမသာဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်နော်နဲနေရင်နော်ကိုကလေးက7နှစ်နဲ့ဘာဖြစ်လဲ9000တောင်းတောင်းဒါပေမဲ့3လလောက်တောက်ပြီးရင်ပြန်ပြီးတော့သွေးကိုစစ်ကြည့်ပါ တက်လာသလားတက်လာရင်ဘလောက်တက်လာသလဲလိုသေးသလားအဲ့ဒီပုံမှာချိန်ပြီးတော့တောက်ရမှာဟုတ်ပြီလားအဲ့တော့ဗိုက်တမင် D တမျိုးတည်းတောက်လို့မရဘူးဗိုက်တမင် D ကောင်းကောင်းအလုံးလုံးဖို့မက်ဂနီဇီယမ်မှာတွဲပြီးတောက်ရမယ်ဇင့်မှာတွဲပြီးတောက်ရမယ်ဟုတ်ပြီလားဆလီနီယမ်တော့ဘာလို့ပါတောက်နိုင်ရင်ပိုကောင်းတယ်အဲ့တော့ဗိုက်တမင် D နည်းနေရင် ဒီသွေးကင်ဆာသမားတွေဘာဖြစ်နိုင်လဲ weak immunity ခုခံအားမကောင်းဘူး slower recovery เนาะပြန်ပြီးတော့နလန်ထလာဖို့နှေးမယ်เนาะ poor bone health and thyroid health ဟလာ correcting vitamin d ကို correct လုပ်လိုက်ရင်เนาะဘာမှလည်းဥပမရှိဘူးเนาะလွယ်လဲလွယ်တယ်စိတ်တော့ယုံမယ်လေ and supportive เนาะ vitamin ဒီမှာသိထားရမှာက နော်ဗိုက်တာမင် D နဲ့လူကီးမီးယားကို ကုနေတာမဟုတ်ဘူးဗိုက်တာမင် D level ကောင်းခြင်းအားဖြင့်နော်ခုခံအားကောင်းလာမယ်ကောင်းလာနိုင်တယ်နော်သူ့ရဲ့ဟိုနေရထိုင်ရတာလည်းပို့ပြီးတော့ကောင်းလာမယ်နော်ဒီကင်ဆာကိုကုတဲ့အခါမှာလည်းနော်ဗိုက်တာမင် D level ကောင်းရင် အထောက်အကူအများကြီးရတယ်အဲ့ဒါကိုပြောတာ เนาะဆိုလိုချင်တာကကင်ဆာကိုဗိုက်တာမင် D နဲ့ကုနေတာမဟုတ်ဘူးသူက supportive therapy ဘေးကနေအထောက်အကူအနေနဲ့သုံးတာတွေ့လား40ကျမသာကျမကျမကလေးသာဆိုအနည်းဆုံးတလောက်เนาะတရားကြည့်တင်ပြမှာဘာဖြစ်လဲဘာမှမမဖြစ်နိုင်တာဘာမှမဖြစ်နိုင်တာကြီးကိုကိုကလန့်နေတယ်เนาะလန့်စရာမဟုတ်တာကိုလန့်ပြီးတော့လန့်စရာဟုတ်တာကိုမလန့်ဘူးသူက ကင်ဆာကိုမကြောက်ဘဲနဲ့ကြောက်တယ်မှာဘူးကြောက်နေကြောက်လည်းမတည်ပါဘူး80တရားနဲ့တည်ဘူးမတည်ဘူးเนาะဟုတ်တယ်မလားကြောက်တယ်ဒီထားအောင်ဘယ်ဟာကပိုကြောက်ဖို့ကောင်းလဲကင်ဆာကအသက်ကိုဖက်နေထုတ်ထားမှာဟုတ်ပြီလားအဲ့တော့ even in the medical community နော်ဆေးပညာလောကမှာတောင်မှဒါကိုသိအရေးမထားဘူးဘာကြောင့်လဲကျွန်မလည်းမသိဘူးနော် လူတိုင်းကိုမဆိုလိုဘူးနော်တချို့တချို့ကိုပြောတာဆရာဝန်တော်တော်များမှသူ often miss check တော့မလုပ်ဘူး check မလုပ်ဘဲနဲ့ဘယ်လိုသွားသိမှာလဲ vitamin D ကပေါ်လဲပေါ်တယ်အမလေး vitamin D လောက်ပေါ်ရဲ vitamin တော့မရှိတော့ cheap not patented ဆရာဝန်လည်းမလည်းမလိုဘူးဒါမဲ့ခက်တာက it is not part of the routine cancer protocol cancer ကုတဲ့ protocol ထဲမှာဒါကြီးကမ ပါဘူးเนาะကိုကိုယ်တိုင်လုပ်ရမယ်ဟာဒါကြောင့်မလို့အားလုံးကိုပညာပေးနေတာ yet research shows that low vitamin d is linked to worse survival vitamin d နဲ့ရင် cancer ကနည်းနည်းခက်မယ်เนาะ more infection နော် infection နဲ့ပိုဝင်နိုင်နေ higher recurrence ပြန်ဖြစ်လာဖို့လမ်းပိုများတယ် ဒါ research ကပြောထားတာဘာဖြစ်လို့မစစ်လဲကျမလည်းမသိဘူးเนาะဟုတ်လားအဲ့တော့ if you don't check သွေးဖောက်မကြည့်ပဲနဲ့ကိုကဖျားမှမဟုတ်တာ ကိုကိုသွေးထဲမှာ vitamin D ဘလောက်ရှိနေသလဲဘလို့သိနိုင်မှာလဲဟုတ်ပြီလားဒီဒီကလေးကတွေ့လားကိုယ်ကအကြသွားတယ်လေအဲ့ဒါကြောင့်ဗောဗိုက်တာမင် D လည်းနည်းနေတယ်သိတယ်မလား ပရနီဇုံနေလဲတောက်နေတယ်ပရနီစလုံးနေလဲတောက်နေတယ်နော်နဲပြီပေါ့ခုကအာဟုတ်တယ်မလားအဲ့ဒါပဲအကောင်းဆုံးကဓာတ်ပါလေဓာကြီးကဓာကင်ဆာဆေးနော်ဓာကင်ဆာဆေးဓာကလည်းကင်ဆာဆေးဒီကလေးကကင်ဆာဆေးနှမျိုးတောင်တောက်နေတယ်နော်ပရနီစလုံးလဲတောက်နေတယ်အဲ့တော့နော် vitamin D19 နဲ့ဘယ်လိုမှမဖြစ်နိုင်ဘူး vitamin D ကိုတင်မှာ thyroid ကလေခလေးတစ်ယောက်ကဘယ်လိုဖြစ်လဲဆိုတော့เนาะကျမကြည့်လိုက်တော့ T3 နဲ့ TSH က jive မဖြစ်ဘူးเนาะ either left error ဖြစ်နိုင်တယ်เนาะနောက်တစ်ခုเนาะခလေးက leukemia ဖြစ်နေတော့ယောဂါကိုယ်တိုင်ကအဲ့ဒီလို့ ဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီကလေး T3 ကများနေပြီးတော့ TSH ကအဲ့လိုပေါ့နော်ဗျောင်းမြန်မဖြစ်တင်လာကြီးဖြစ်နေတော့เนาะယောဂကြောင့်တော့ဖြစ်နိုင်တယ်เนาะယောဂကြောင့်လည်းဖြစ်နိုင်တယ်အဲ့တော့ပြန်ပြီးတော့ဆက်ရမယ်အဲ့ဒီကလေးနောက်မှ contact လုပ်မယ်เนาะ Femosic ကလူတိုင်းက prednisolone တိုင်ဓာကြီးက auto လေ acid မထွက်အောင်ဆေးတွေသွားတိုင်ရဒါမတတ်နိုင်ဘူးလေ ဒါက conventional medicine ရဲ့ protocol ကြီးကျွန်မလည်းဝင်ပြောလို့မရဘူးဟုတ်တယ်မလားအဲ့တော့ဒါကတော့သူတို့ကတော့သူတို့ကုထုံးတိုင်းသူတို့ကုမာတယ်ဟုတ်လားသို့တော့ကိုကကိုလုံနိုင်တာကိုလုံ vitamin D ရဲ့ပမာဏကိုတက်အောင်တင်းတင်းပြီးတော့အဲ့ဒီမှာစောစောကလေးတစ်ယောက်က hypothyroid ဖြစ်နေတယ်နှစ်ယောက်တည်းမှာတစ်ယောက်က hypothyroid ဖြစ်နေတော့ ဒါပေမဲ့အရန်နဲ့ကုလို့မရဘူးသိုင်းရိုက်ကဆရာဝန်နဲ့လို့ရမှာကိုယ့်ဘက်ကိုလုံလို့မရဘူးအဲ့တော့ဒီအစေးအကြောင်းကိုနည်းနည်းပြောမယ်နော် thyroid natural glandular ကနော်ဟိုဆရာဝန်လက်မှတ်မလို့ဘူးသို့တော့သူက သူ့မှာပါတာကဟိုသဘာဝ thyroid gland နော်ဒီ နွားသို့မဟုတ်ဝက်ရဲ့ thyroid tissue ကိုထောင်းထည့်ထားတာအဲ့တော့ तू က T4 လဲပါတယ် T3 လဲပါတယ် T2 လဲပါတယ် T1 လဲပါတယ်ဒါပေမဲ့ तू ကအများကြီးမပါဘူးเนาะသိပ်ဖြစ်နေရင်တော့ဒီဟာနဲ့မရဘူးအ ਨੇ အချင်းဆိုရင်ဒါကအထောက်အကူတော့ပြုတ်တယ်เนาะအများကြီးမတောက်ရဘူးဒါပေမဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်မှာ ပိုကောင်းတယ်။ဘာကြောင့်လဲဆိုတော့မိဘတွေကနားလည်းမလည်ဘူး။ကိုလှုပ်ချင်တယ်လို့လှုပ်လို့လည်းမရဘူး။အဲ့ဒီအတွက်ကြောင့်မလို့ thyroid ကပြဿနာကအဲ့ဒါပဲ။ vitamin D လို့မဟုတ်ဘူး။ तू ကနည်းနည်းပညာပါတယ်။ဟုတ်တယ်မလား။ကျွန်မကလည်းဈေးကုနေတာမဟုတ်တော့ဟိုဈေးလည်းမကုပေးခြင်းဘူးပေါ့နော်။ကိုဆရာဝန်နဲ့ကိုတိုင်နေပါ။ဟလာစိတ်ဖြစ်နေရင်တော့ thyroid ဈေးတောက်သင့်ရင်ဟိုအထိုက်အလျောက်တောက်ရမယ် ဒါပေမဲ့เนาะသိမ့်မဖြစ်ဘူးဆိုရင်အထောက်အကူလေးရယုံလောက်ဆိုရင် thyroid natural glandular နဲ့ရနိုင်တယ်အဲ့ဒါကိုပြောတာကဲဒီနေ့ကတော့ဒီလောက်ပဲအဲ့ဒါပဲပြောချင်တာ cancer လူတွေမှာတတိထားရမှာက vitamin D ရဲ့ thyroid ကဒါမှမဟုတ်ကျမကအမြဲမေးတာ cancer ဖြစ်နေရင် vitamin D level ဘယ်လောက်ရှိသလဲအဲ့ဒါ D level ကောင်းနေပြီမဲ့လို့လဲတချို့က D level ကောင်းနေတယ် ဒါပေမဲ့မက်ဂနီဇီယမ်နို့ဇင်းနို့ကေတူးတို့ဘာလို့ ਨੇ တွဲမတော့တော့အလောက်ကဖြစ်တဲ့လောက်မဖြစ်ဘူး